မြန်မာနိုင်ငံကြောင်းကိုရည်သားပြောဆိုကြသည့်အခါတိုင်းမိသူမဆိုရွှေကုန်းစည်းတော်ကိုခြံထား၍ပြောမရပါဘာသာနာဝင်တို့ဤစူဝေးရသည့်ရွှေကုန်းရာဇဝင်တို့ဤစူဝေးရသည့်ရွှေကုန်းတမိုင်းမျိုးစုံတို့ဤစူဝေးရသည့်ရွှေကုန်းပကြီးပပုပပဲပဒင်းပဒင်းပယံစတဲ့ပန်းဆယ်မျိုးတို့ဤစူဝေးရပန်းမျိုးစုံသည့် ပန်းပုံရည်သည်မြတ်ဖရာရွှေကုံမြမလွတ်လပ်ရေးနောက်ခံအကြောင်းအရာမျိုးစုံသည်ပင်လျင်မြတ်ဖရာရွှေကုံမှာစုပုံနေသည်ဖြစ်ပါသည်ရွှေကုံစီရီတော်သည်အိန္ဒိယပြည်ဗုဒ္ဓဂယာဒေသကိုမြစ်ဖြတ်ခံခဲ့တော်လဲတိဆောက်ထားသောလက်ရသည်မြန်မာတို့ဤပိတုကလက်ရစင်စစ်ဖြစ်ပါသည်စီရီတော်ကိုစိစိငုံငုံဖူးမြော်ကြည့်အခြေခံစိတ်ပိုင်းအချို့သည် ချမ်းဗုဒ္ဓဘာသာနိုင်ငံများကဇီဒီပထိုးများအခြေခံအဖြစ်တူကျင်တူကြမည်ဖြစ်တော်လဲဤသို့ကလည်းချောမှုပြည်ပြည်လှပတင့်တဲသပေးတဲ့အမွန်တင်တန်စာစင်ထားခြင်းမျိုးကိုကခြားနိုင်ငံများမှာမတွေ့နိုင်ပါဘူး။ရွှေတကုံနဲ့ခေပြန်စီဒီများကိုပင်ခြားနိုင်ငံများမှာမတွေ့နိုင်ဘူး။ရွှေတကုံသည်မြမကိုပိုင်မူခံမြမအမှုပညာမြမသဘော မြမလက်ရမြမစိတ်ဓာတ်မြမတို့တီချာကိုပိုင်ဟန်ဖြစ်ပါဇေဒီတော်ကြီးသည်ပြည့်ပြည့်နှွေနှောင်းတယ်ဇေဒီတော်ကြီးကိုအမွတ်နဲ့တိဆောက်ကြတယ်ဟန်သာဝရီပညာကျမ်းဟန်သာဝရီဘိမာကြီးရှင်စောဘူးအင်းဝါဆင်ပြူရှင်တို့ခင်မှာစစ်မဲ့မရှိတိုင်းပြည်ငြိမ်းချမ်း၍ငြားရသောခေဖြစ်ပါ ဇတိတော်ကြီးပုံတော်ပြပြချင်းပြော့ပြောင်းချင်းနှွဲ့နှောင်းချင်းစိတ်ချမ်းမြေ့ဝယ်ရှိခြင်းတို့သည်ထိုခေထိုမင်းနှင့်ထိုပြည်သူတို့၏သဘောကိုပြီးပြင်းစွာပေါ်ပြနေတဲ့ပန်းစေမျိုးပညာရှင်တို့၏လက်ရမွန်အထူးအပြင်ပယံကျော်တို့၏လက်ရမွန်ဖြစ်ပါမြမအမှုပညာပိသူကပညာရှင်တို့သည်အံ့ဩဖွယ်ကောင်းလာပါလေ။ဒီကိုအိန္ဒိယတေယုတ်ပြည်တို့မှရရှိတဲ့ ဘာသာရေးယဉ်ကျေးမှုမှန်သမျှကိုယ်ပိုင်အမှုပညာဖြင့်လုံးဝပြောင်းလဲယူလိုက်ကြခြင်းဖြစ်ပါတယ်။ကဘာအန်ချီဘွယ်တပါးဖြစ်တဲ့မြတ်ဖျားရွှေတကုံဤလက်ရမျိုးကိုကဘာမှာမိသည့်တိုင်းပြည်မှာရှာဖွေပြီးမတွေ့ရှိနိုင်တော့ပါဘူး။